ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တောင်ချိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VBM လေးဖွင့်ပြီးကြည့်ပေးကြဖို့မြစ်တာရခန့်အပ်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အမေစောရမနေပါနဲ့။ရောက်ခတိနဲ့ရောက်ခမကတော့ကျမရဲ့လက်ခုပ်ထဲကရှိရောင်မလေးကလည်းငတုံးဆိုတော့တိတ်မခတ်ဘူး။ကျမတို့နေ့စဉ်နေတိုင်းလေးအကြောင်းပြချက်ပေးပြီးအလုပ်တွေခိုင်းနေတာ။ အဲ့ဒီအယူမှာတခါတော့မငင်းဘူးတိလာမေငနာကတော့ကကိဆောက်ပဲကြည်လေသမီးကပြောတယ်ဟဲငါလေးခါရီတောင်းအောင်နားနေလို့ချတော့မချနိုင်ဘူးလို့ပြောတော့မနက်စာကိုသူကိုယ်တိုင်ပြင်ပေးသွားတယ်အဲ့ဒါထမင်းဟင်းတွေချက်ပြုတ်ပြီးတော့ကျမကိုခါတော့လာနိုင်ပေးသွားသေးရဲ့အမေရဲ့အဲ့ဒီအယူမှာကျမကိုဘလို့ပြန်မေးရမလဲဆိုတာကိုတိတော့မသိပါအောင်မေးရဲ့မနက်ကတော့ကကျမလေးချင်ကန်လုံနေရကိုသူတွေ့တာပဲရောင်မအခုနောက်ကလေးချင်ကန်လုံနေပြီဘာဖြစ်လို့အခုမှခါနာသွားတာလဲဆိုပြီးမေးပါလား ဒါဆိုရင်ကောင်းတာပေါ့သမီးလေးရဲ့နေရခမရင်ကသူတွေအားလုံးကငတုံးတွေကြီးပဲဆိုတော့နေအတွက်အနေအစားချောင်းတာပေါ့အမေသမီးလေးကိုပြောခဲ့တဲ့စကားတွေကိုသမီးတေးတေးချာချာလိုက်နာနေရဖြစ်မယ်ကဲသမီးတေးချာနာထောင်ရခမအိမ်မှာပြောပြောနေကျင်တယ်ဆိုလို့ရှင်တော့နီလန်တခုပဲရှိတယ်နေရခွတီနဲ့ရခမနှစ်ယောက်လုံးကိုနှစ်လက်ထဲမှာချုပ်ကင်ထားကြလာပြီးတော့နေရဲ့ရောင်မကိုလည်းတိတ်ပြီးတော့မတော်ပဲနဲ့ဆင်းရဲတဲ့ကောင်လေးတယောက်ကိုရှာပြီးလက်ထပ်ပေးလိုက်သူ့အိမ်မှာသူအလုပ်တွေရမ်းများနေတဲ့အခါကျရင်နေအောင်ကိုသူ့လာနေမှာမဟုတ်တော့ဘူးဟုတ်တယ်အမေ အမေပေးတဲ့အကြဉာဏ်တွေကိုပဲကျွန်မအသုံးချနေခဲ့တာတော်တော်အဆင်ပြေတယ်။အမေရတကယ်တော်လိုက်တာအမေရတော်တဲ့ဆုံးမမှုတွေကြောင့်ကျွန်မအခုလိုကောင်းကောင်းနေနိုင်ကြမေရ။ဒါကတော့စံတရားပါ။သူကတော့ရွာတရွာကအင်တိအမချွေးမအနေနဲ့ရောက်ရှိလာခဲ့သူပါ။သူမလက်ထပ်ထားခဲ့တာအခုမှနှစ်လလောက်ပဲရှိပါသေးတယ်။စံတရားကတော်တော်လေးလည်ဝဲထက်မြက်လွန်နေမိမတယောက်ပါ။သူမမာယာလဲတားနေရပါတယ်။သူရဲ့ရခမအိမ်မှာသူရဲ့ရခတိရခမသူရဲ့ရောင်မတယောက်နဲ့တယောက်ကြတော့အတူတူနေကြပါရဲ့။ဒီလိုနဲ့တရက်ညပိုင်းမှာတော့သူကအုံတော့မရှိဘူးလား။ ။ဘာလို့တာလဲ။ညိုက်မိုးချုံအကိုနဲ့ရောင်မအခန်းနဲ့ဒီအတိုင်းဝင်လာမရဘူးဆိုတော့ကိုနေမသိဘူးလား။ရောင်မရောင်မအတွက်ဒီမှာနွားနုပူပူလေးတစ်ခွက်ဖြော်လာခဲ့ပေးရပါ။ဒီထဲမှာအခွန်မာသီးတွေလည်းထည့်ထားသေးတယ်။မနက်ကတော့ကအလောက်တော့မလုံးနိုင်ဘူးခါအရမ်းနာတယ်ဆိုပြီးတော့ပြောတယ်မလား။အားရှိသွားအောင်လို့နွားနုလေးပြင်လာခဲ့ပေးရပါ။အော်နွားနုလာပို့တာလား။အေးအေးအေးဟုတ်ပြီဟုတ်ပြီ။အဲ့ဒါဆိုလို့ရှင်တော့ဟိုကခွန်ပေါ်မှာတင်သွားလိုက်လေ။ သူကလည်းရောင်မဖြစ်သူကိုနွားနိုးခွတ်ပေးပြီးနောက်မှာတော့အခန်းပြင်ကိုထွက်ခွာသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲရနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့ဒါနဲ့ရောင်မရေဒီနေ့ဘာချက်မှလဲ။ကဲငါ့ရဲ့အချစ်ဆုံးရောင်မလေးဘာစားကြင်လဲပြောလေငါချက်ပေးမှာပေါ့။ကျွန်မကတော့နို့ငယ်ဟင်းလေးအရန်ကြိုက်တယ်။ကောင်းပါပေါ့နို့ငယ်ဟင်း။နင်အရင်ဆုံးမဆလာရီကိုချိန်ထားလိုက်ပြီးသွားတဲ့အခါကျလို့ရှင်ချုံနေအရွက်တုပ်လေးလည်းလှုပ်လိုက်အောင်နော်။ အရွက်တော့လောက်ဖို့အတွက်လိုအပ်တဲ့အရွက်တွေအားလုံးကိုလည်းတဲတဲချာချာလှီးဖြတ်ထားငါဈေးသွားပြီးတော့နှုတ်ကဲတော့ဝက်ခဲမယ်ပြန်လာလို့ရှင်တော့နှုတ်ကဲဟင်းချက်ပေးမယ်နော်ငါရဲ့ရောင်မလေးဒီလောက်တောင်မှစားကျင်နေတာဆိုတော့ငါလုတ်ပေးရမှာပေါ့ရပါတယ်ရောင်မလေးဘာမှစွိုင်းမနေနဲ့အေးအေးစစ်စစ်သွားကျမလုတ်ဆရာရှိတာအားလုံးလုတ်ထားပေးမယ်နော်ဒါနဲ့နားထောင်ပကံတွေပုံနေပြီနင်ကအိမ်မှာပဲနေရဆိုတော့ပကံလေးပါလေးစေးထားလိုက်အောင်နင်ကရေထဲမှာအလုတ်လုတ်ရတာသဘောကျတယ်ဆိုပြီးတော့ပြောဘူးတယ်မလားကောင်းပါပြီရောင်မလေးကျမလုတ်ထားလိုက်မယ်ကျမလုတ်ဆရာရှိတာအားလုံးကိုသေချာလုတ်ထားမယ်နော် သူရဲ့ရောင်မပြောတဲ့စကားကိုနားထောင်ပြီးသူကလည်းအလုပ်တွေကိုလုပ်နေခဲ့ပါတယ်။ကဲတငယ်ချင်းရေဒီမြန်ဆောင်ထွက်ခဲ့လိုက်တော့ဟိဈေးထဲမှာငါတို့တွေ့ကြမယ်။အပြေမှာမဟုတ်လေပါလေစားပြီးငါတို့စကားလေးပါလေပြောကြတာပေါ့။အကြအကြီးနေမှာတွေ့ရတာဆိုတော့ငါတို့လည်းပြောစရာစကားတွေကများနေပြီ။အပြေမှာပီဇာလည်းစားမယ်၊ရှောက်လည်းကြမယ်။အေးအေးအေးဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ငါထွက်လာခဲ့လိုက်မယ်လေ။အိမ်မှာကြံနေခဲ့တဲ့ရောင်မလေးတယောက်အထက်အိမ်လုပ်တွေလုပ်ပြီးသမင်းဟင်းချက်ပြုံးနေရပါပဲ။သူရဲ့မာယာများပြီးလေဝဲလုံးနဲ့ရောင်မကတော့တငယ်ချင်းနဲ့အပြေမှာမဟုတ်သွားစားနေခဲ့ပါရဲ့။ အချိန်ကြာအထစ်တငယ်ချင်းနဲ့စကားပြောပြီးနောက်မှာမှသူမအိမ်ကိုပြန်လာခဲ့ပါတယ်။သူမအလုံရှုံနေရနေပဲနို့ငယ်လေးဝယ်ဖို့အကြွမ်းမိသွားခဲ့ပါတယ်။ရှောင်းမရဲ့လာပြီလားတော်တော်လေးကြာတယ်နော်။ဟုတ်တယ်။ငါလည်းနို့ငယ်ကိုလိုက်ရှာနေတာတမျိုးလုံးပဲဟိ။ဒီနားဆိုင်ရပိတ်ထားတယ်။အဲ့ဒါနဲ့ငါလည်းခောက်ဝေးတနေရာကိုသွားပြီးတော့သွားဝယ်နေတာ။ကန်ဆိုးတယ်ဟိ။နေစားခြင်းနဲ့ဆိုတဲ့နေမှာအဲ့ဒီနေရာမှာလည်းမရှိဘူး။ကုန်သွားပြီရဲ့။ရပါတယ်။ကိစ္စမရှိပါဘူး။ရောင်မရဲ့ရေကတဲ့တားတွေမှာနို့ငယ်နဲ့ကြံနေသေးရဲ့လေ။ ကျမလည်းဟင်းချက်နေရင်လည်းတန်းလန်းဆိုတော့အဲ့ဒီနို့ကဲကိုပဲချက်ထားလိုက်တော့တယ်။ရောင်မောင်ကိုလည်းစောင့်မနေတော့ဘူး။ကောင်းတာပေါ့ကောင်းတာပေါ့ကြော်သေးရနေချက်ထားလိုက်လို့။ဒါနဲ့ငါခဏအနာသွားယူလိုက်အောင်မဲအပြင်ကိုအဝေးကြီးသွားပြီးပြန်လာရတော့ဘိုက်ကနည်းနည်းလေးနာနေတယ်ဒီလား။ဘိုက်လည်းမစားသေးဘူး။ရိုတီကိုလည်းနင်ကိုယ်တိုင်ပဲလှုပ်လိုက်တော့နော်။ငါရဲ့ရောင်မလေးရဲ့လက်တွေကနူဖတ်နေလို့လားမသိပါဘူး။နင်လှုပ်တဲ့ရိုတီတွေကလည်းနင်ရဲ့လက်လိုမျိုးပဲနူဖတ်ပြီးစားကောင်းနေ။ရိုတီလှုပ်ပြီးသွားတဲ့ခါကျရင်နင်ထမင်းစားလိုက်အောင်နော်။နင်အကိုရုံးကနေလာခံနေကြရင်ဟင်းတွေတေချာပြန်နှွေးပြီးသူ့ကိုလည်းထမင်းခူးပေးလိုက်ကြလား။ အားလုံးထမင်းစားပြီးသွားတဲ့အခါကျရင်ဒီပကံတွေပါရစေအိနောက်ဖေရှင်းပြီးပြီဆိုတာနဲ့အိတ်လို့ရပြီဟုတ်ပြီလားငါရောင်းပါလေသူကဒီတစ်ခေါက်မှလည်းရောင်းပါလေကိုအယူလောက်ပြီးအလုပ်တွေအားလုံးခိုင်းသွားခဲ့ပါတယ်သူကတော့အေးအေးစစ်စစ်အနားယူဖို့အတွက်ထွက်သွားပါတယ်နှစ်ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူရဲ့ရော့ခော်တီနဲ့ရော့ခော်မနှစ်ယောက်လုံးအိမ်ကိုပြန်လာကြပါတယ်အဖေနဲ့အမေပြန်လာကြပြီလားဒီမှာဖျော်အေးအေးလေးဖျော်ချပေးရတောက်လိုက်ကြပါအောင်လူရသည်အရောင်းပူတော့ရင်ပူနေကြမှာပဲနော်အေးဟုတ်တယ်ချွေးမလေးရဲ့လူရသည်အပြင်းမလဲတအားပူတာအင်ကိုရောက်လာတော့မှပဲအေးချမ်းသွားတော့ရယ်ကွယ် ဟုတ်ပါအိမ်ကိုပြန်လာတော့အိမ်ကအေးနေရတာတကြောင်ငါ့ချွေမလေးကအရန်တော်လုံးလို့ငါတို့ကိုပြုစုပေးရောငါတို့လည်းအရန်ကိုဝမ်းသာသွားတာကတကြောင်နဲ့အခုမှပဲစိတ်ရည်သွားတယ်ငါတို့ကတော့ကန်ကောက်ပါတယ်တကယ်ကိုထောင်တန်းဆင်လာနေညီရဲ့ချွေမလေးကိုရသွားတာပဲကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ရသေးဘူးဆိုရင်တော့လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါစေရှင်ကျမလည်းကန်ကောက်ပါတယ်ကျမကိုယ်တိုင်လည်းအရန်ကိုကောင်းနေရခမအင်ရထားတာပဲလေ ဒီလိုနဲ့ဆန်တရားကလည်းသူရဲ့မာယာရင်းနဲ့မိသားစုဝင်တွေအားလုံးကိုလည်းစားထားခဲ့ပါရယ်။နောက်နေရရှိသွားခဲ့တဲ့အခါမှာတော့ကဲရချွေးမလေးဂျာကာနင်းတော်ကိုရိုင်းနဲ့ဂျွတ်ဆိုပြီးတော့ပို့ပေးလိုက်တဲ့အင်ကြီးဂျာကာတော့ငါ့ရဲ့သမီးလေးအဂျွတ်တဲ့ဒုက္ခပါပဲငါ့ရောင်မရဲ့အင်ကြီးကငါ့ရဲ့အင်ကြီးထက်အရောင်လဲပိုလှတယ်။ပုံစံလေးလည်းပိုလှတယ်။ငါဒီအယူမနဲ့အဝိဇ္ဇာချင်းအမြန်ဆုံးလဲမကိုဖြစ်မယ်။ တခုခုဟန်ဆောင်မဖြစ်မယ်ဒီအချိန်မှာစံတရားကလည်းနောက်တစ်စိမ်ထပ်ပြီးတော့ညံတော့ပါတယ်သူကရောင်မလီရဲ့အခန်းထဲကိုသွားပါတယ်ဘာဖြစ်လို့လဲရောင်မရဲ့တခုခုတို့ကျင်လို့လားတခုခုတို့အဲ့ကျမကိုပြောလေမဟုတ်ပါဘူးရောင်မလီရဲ့ဒီမှာဒီအင်းကြီးလာပြတာဒီအင်းကြီးကငါကြောပေးလိုက်ပေးမယ်လေအနေနဲ့အတော်လေးလိုက်မှာတိလားဒီလိုအယောင်မျိုးနေမှာရှိလဲမရှိဘူးမလားဒါဆိုရင်တော့နင်ဒီဝတ်စားလေးယူထားလိုက်ပါလားဟဲ့တကယ်ပြောနေရလားရောင်မရဲ့ဒီအယောင်ကကျမနဲ့ဆိုလို့ရှင်အရန်လိုက်လိမ့်မယ်ဟုတ်လားကောင်းပြီလေဒါဆိုရင်တော့ဒါလေးကိုကျမပဲယူထားလိုက်တော့မယ်ရောင်မကတော့ကျမရဲ့အင်းကြီးလေးကိုယူထားလိုက် ဒီလိုနဲ့စံတရားကလည်းလဲဝဲသွားတဲ့အင်းကြီးဝစ်စာတွေကိုလည်းယူခဲလိုက်ပါတယ်။ကောင်းပါတယ်လေ။ဓမီသားစလုံးကလည်းတုံးအားလိုက်ကြတာ။ရောင်းမကလည်းတုံးတာမှလွန်ရောပဲ။သူ့လိုတုံးလို့နဲ့ရောင်းမကိုရထားလို့လည်းအခုလိုမျိုးငါအမြတ်ထုတ်လို့ရတာပေါ့။သူ့ကိုငါဘလို့ပဲလှည့်စားလှည့်စားသူ့ကိုဘလို့ပဲအမြတ်ထုတ်ထုတ်တီတောင်းမသိရှာဘူး။အယူမဒီလိုနဲ့နေရရတွေ့ကုံဆုံးသွားပါတယ်။တရားမှာတော့မိမကြီးငါတို့တမီးလေးအခုဆိုရင်တော့အရွယ်တစ်ခုရောက်နေပြီလေ။ငါ့မှာတငယ်ချင်းတယောက်ရှိရယ်။ငါ့ရဲ့တငယ်ချင်းကလည်းငါ့ကိုပြောနေရကြားလာပြီ ကောင်လေးဘက်ကသူတွေကငါ့ရဲ့သမီးလေးကိုတွေးကျင်လို့အင်ကိုလာလေကြမယ်တဲ့။ဘာပြောရဲတကယ်ပြောနေရလား။အမလီဘလို့မဆိုကျမရဲ့သမီးလေးအရွယ်ရောက်လာတာမြင်လိုက်ကြနော်။နောက်နေ့မှာကောင်လေးဘက်ကမိသားစုဝင်တွေကအင်ကိုရောက်လာပြီးတော့လာကြည့်ကြပါရစ်။ဒုက္ခပဲကောင်လေးဘက်ကမိသားစုဝင်ကလည်းကောင်းလိုက်တာ။ဒီအယူမကိုတော့ကောင်လေးဘက်ကသဘောကျလို့မင်္ဂလာဆောင်ကိုလက်ခံလိုက်ဘလို့လုပ်မလဲ။အင်ရဲ့အလုပ်တွေအကုန်လုံးကိုတော့ငါသူ့ကိုပဲခိုင်းနေရ သူမရှိတော့ဘူးဆိုရင်တော့အလုပ်တွေအားလုံးငါတယောက်တည်းလုပ်ရတော့မှာမဖြစ်သေးဘူးမဖြစ်သေးဘူးနောက်ထပ်နှစ်အနေငယ်လောက်ငါအေးစစ်စစ်နေချင်သေးရဲ့အားအကြောင်းသူ့ရဲ့မင်္ဂလာဆောင်ကိုငါဖြစ်ရမှာဖြစ်မယ်ကောင်းလေးဘက်ကမိသားစုဝင်ရောက်ရှိလာခဲ့တဲ့အခါမှာသူ့ယောက်မလေးကိုတမင်တတမိတ်ကပ်တွေပြုပြင်းနေအောင်လိမ့်ပေးလိုက်ပါတယ်ခဏကြာမှသူမလည်းဖိတ်ယူပြီးတော့ရောက်လာခဲ့ပါတယ်ကောင်းမလေးကချောတော့ချောပါတယ်ဒါပေမဲ့မိတ်ကပ်တွေအများကြီးလိမ့်ချလုံးတာမဟုတ်ဘူးလားသူ့ကိုအရင်ဆုံးဒီမိတ်ကပ်တွေအားလုံးဖယ်လိုက်ဆိုပြီးတော့ပြောအောင် ကျမတို့သူရဲ့ငခုပုံစံလှပမှုလေးကိုမြင်ချင်းတယ်အမရဲ့ဒါဘလို့စကားကြီးလဲရှင်မိန်ခိုင်းဆိုမှတော့နည်းနည်းပပအလှပလေးတော့ပြင်အောင်မှာပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်ကျမတို့ကလည်းမိတ်ကမပါတဲ့မျက်နှာလေးကိုမြင်ချင်းလို့လေဘာဖြစ်လို့လဲကြည့်လို့မရတာလားဟိုကျမတို့အိမ်ကြီးချင်းတယောက်လည်းမိတ်ကနဲ့အလိန်ခံလိုက်ရတယ်ကောင်မလေးကိုတော့ကြည့်တဲ့အချိန်မှာကောင်မလေးကမိတ်ကတွေအများကြီးလိန်ထားတာလေအားလုံးကလည်းသဘောကျပြီးမင်္ဂလာဆောင်ကိုသဘောတူလိုက်တယ်လက်ထပ်ပြီးရောက်လာတဲ့အခါကျတော့မှမိတ်ကဖြတ်တော့ ဒီမိုင်းပုံစံကိုကြည့်ပြီးအံ့အားသင့်ကုန်ကြတာရပါတယ်အတော်တော့တောင်ပြောနေရဆိုတော့ကျမရောင်မလေးကိုမျက်နှာတက်ပေးလိုက်မယ်ကျမရောင်မလေးဘလောက်တောင်မှလှလဲဆိုတော့တို့အားလုံးလည်းမြင်ရအောင်ပြရတာပေါ့ဒီလိုနဲ့ရောင်မလေးရဲ့မျက်နှာကိုအမြန်ဆုံးမျက်နှာတက်ပေးလိုက်ပါတယ်ဒီမိုင်းမျက်နှာကိုတွေးခဲ့ရတဲ့အခါမှာကောင်းလေးကလည်းအံ့အားသင့်သွားခဲ့ပါတယ်ကောင်မလေးကတော့ဝက်ချက်တွေများကြီးပေါက်နေခဲ့ပါတယ်။ဒါရီအားလုံးကစန်တရားရဲ့အစီအစဉ်တွေပါ။သူကတမင်တတ်တဲ့ဒိတ်ကုန်လေးရဲ့မိတ်ကပ်တွေကိုရောင်မလေးကိုလိမ့်ပေးလိုက်ကြပါ။ဒါပြင် သူကလည်းဖုန်းနံပါတ်အသေးတစ်ခုနဲ့ကောင်းလေးဘက်ကသူတွေကိုကောင်းမလေးရဲ့မျက်နှာမှာဝတ်ချက်နေများကြီးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။အဲဒါကြောင့်ကောင်းလေးဘက်ကမိသားစုဝင်တွေကမိတ်ကပ်မပါတဲ့မျက်နှာကိုကြည့်မယ်လို့ပြောကြတာပေါ့။ တွေ့တယ်မလားအမပြောတော့ကကြတော့အမရဲ့တမီးလေးရမ်းလာပါတယ်ဆိုသူ့ရဲ့မျက်နှာမှာဝက်ချံတွေကြီးပဲကျမတို့သူ့အောင်မတူဘူးဒီကနေသွားကြမယ်မဟုတ်တော့ကျမတမီးလေးရဲ့မျက်နှာမှာဝက်ချံမရှိဘူးရုတ်တရက်ဘလို့ဖြစ်သွားတာလဲကောင်လေးဘက်ကမိသားစုဝင်တွေပြန်သွားပါတယ်စန်တရားလည်းအရန်ကိုဝမ်းတာနေရပေါ့နောက်ဆုံးတော့သူငါ့ရဲ့အိမ်မှာပဲနေပြီးအလုပ်တွေလုပ်ရတော့မယ်ငါ့ရဲ့အစီအစဉ်အောင်မြင်သွားပြီတရက်မှာတော့အိမ်ကြီးရဲ့မင်္ဂလာဆောင်ရှိလို့အားလုံးသွားကြပါတယ်ဒီအချိန်မှလည်းပြဿနာတစ်ခုတက်ပါတယ်တရက်ရောက်ကသရိုးသမီးရဲ့ရွှေလက်ကောက်ကိုခိုးသွားတယ် အားလုံးကလည်းစုညံပူညံဖြစ်ကောင်းကြပါပြီ။အားလုံးရဲ့အိတ်တွေကိုစစ်ဆေးကြည့်ပါရင်စံတရားနဲ့နှံ့ဖြန့်သွားပါရဲ့။သူရဲ့ကြောင်မလေးကဘယ်သူမှမလာခင်မှာချက်ချင်းသူ့ရောင်မနဲ့အိတ်ကိုလဲလိုက်ပါရဲ့။အားလုံးစစ်ဆေးရခြင်း။သူမရဲ့အိတ်ထဲကနေလက်ကောက်နှစ်ကွင်းကိုရှာတွေ့သွားပါရဲ့။ Sorry ပါရှင်။အတော်ကသရိုသမီးရဲ့လက်ကောက်တွေပြနေခဲ့တဲ့အချိန်မှာပဲမင်္ဂလာဆောင်ထုံတဲ့အစလာအတော်ဆိုပြီးတဲရောက်ကကျမအပြင်ကိုခေါ်လိုက်တယ်။ကျမလည်းမမြန်မမြန်လုံနေရင်လက်ကောက်တွေကိုအိတ်ထဲကိုထည့်မိသွားတာ။မင်္ဂလာဆောင်မှာလူတွေကလည်းအယံများပြီးစိတ်ရှုပ်သွားတာနဲ့ကျမလည်းလက်ကောက်ပြန်ပေးဖို့မေ့သွားတာပါ။ သူမအရန်ကိုယူသားလုံးပြီးတသက်အလုံးဒီရောက်ကမှပဲနေလာခဲ့တာဖြစ်တဲ့အတွက်အလုံးကသူမကိုယုံကြပါတယ်။စံတရားလည်းသူမသွားတဲ့အတွက်အတော်လေးနောင်တရနေခဲ့ပါတယ်။ငါ့ကိုခွင့်လွှတ်ပါတောင်းပန်ပါတယ်။ငါဒီနေ့ဒီနေ့ပေါ်အတော်လေးမှားခင်းပြီးရနော်။နေရဒီနေ့အလုံးရှိမှငါ့ကိုကဲတင်ပေးခဲ့။အမကကျမအတော်ရောင်မတယောက်ဆိုတာထပ်ပေါ်တယ်။ကျမရောင်မအမအရင်တယောက်လိုမျိုးတတ်မှတ်ထားတာပါ။ရောင်မပြောတဲ့အလုပ်တွေအလုံးကိုကျမပြောရှင်စွာပဲလုပ်ပေးခဲ့။ရောင်မလုပ်တဲ့အလုပ်တွေအကုန်လုံးမှားနေရဲဆိုတာကျမသိပါရယ်။ကျမရဲ့မင်္ဂလာဆောင်ပြတ်သွားခဲ့ရတာကလည်းရောင်မကြောက်မယ်ဆိုတာသိရပေါ့ ဒါပေမဲ့အကိုနဲ့ရောင်မတို့ကြားမှာပြဿနာတွေဖြစ်လာမှာဆိုလို့ဘာမှမပြောခဲ့ရ။အဖေနဲ့အမေကလည်းရောင်မောက်တာချစ်ကြတယ်လေ။အဲဒီချင်းတွေအားလုံးကလည်းရောင်မရဲ့အကြောင်းတိတ်မသိကြဘူးဆိုတော့သူတို့ကြားထဲမှာအရှက်ကွဲသွားမှာဆိုလို့အခုလိုလုပ်ခဲ့ရပါ။ကျမကငတုံးမဟုတ်ပါဘူးရောင်မရဲ့ကျမအားလုံးနားလေ။တခါတလေကြရင်မိသားစုအတွင်အဆင်ပြေဖို့အတွက်အယူလိုဟန်ဆောင်နေရတယ်။အမှန်တကယ်မှစန်တရားကတာလက်ကောက်တွေကိုခိုးယူခဲ့ပေမဲ့သူ့ရောင်မလေးကအကယ်ပေးခဲ့ရပါ။နောက်နေ့မှစန်တရားရဲ့အမေဖုန်းဆက်ပါတယ်။အလိုနဲ့သမီးလေးရေငါလောက်ခိုင်းတဲ့အလုပ်တွေအားလုံးလုပ်ပြီးသွားပြီလား။အမေအပေါ်စကားတွေထပ်မပြောတော့နဲ့။ ကျမမိသားစုရဲ့အခြေအနေကိုလည်းမေးမနေပါနဲ့ပြောပြီးနောက်မှာတော့ဖုန်းချလိုက်ပါရယ်အရင်နေ့ကစပြီးကျမမိသားစုဝင်တွေနဲ့တင်ပြစွာနေထိုင်သွားခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဗီဒီယိုလေးမှပြန်လည်တွေ့ဆုံကြပါဦးမယ်ကျေးဇူးတင်ပါတယ်